ဒီနေ့ပွဲခမ်းတာတော့ကျမတို့ဘောနော် NCC Education UK နဲ့ Diploma in Software Engineering ကျောင်းသားတွေကိုပွဲပေးအပ်တဲ့အခမ်းအနားပဲဖြစ်ပါရရှင်။ NCC ကလည်း Globally Recognized Brand ပါအဲဒါကြောင့်မို့လို့ဒီမှာလည်းဒီမှာတက်ဖြစ်တာပါရှင်။ NCC Education ကအဲဒီ software လက်တွေပါသင်ကြားပေးတဲ့အပြင်ဟောပြီးတော့ soft skill တွေဖြစ်တဲ့ time management skill တွေ problem solving skill တွေပါတရားသင်ကြားပေးတဲ့အတွက်ကျွန်တော်ရဲ့အနာဂတ်အတွက်အဖို့ကောင်းဖို့ဟောတွေ့ရတယ် မြန်မာဆိုတော့ကျမတို့ဘွဲရမောင်မယ်တွေကဆိုရင်ရောက်130ဝန်းကျင်လောက်ရှိရပေါ့နော်အဲပြီးရခါကျတော့ဒီနှစ်ထဲမှာ level 6 top up degree ကျောင်းသားတွေလည်းပါလာရပေါ့နော်ဒီကျောင်းသားတွေအတွက်လည်းကျမတို့ဒီ internship program တွေလုပ်ဖို့အတွက်မြန်မာနိုင်ငံမှာရှိတဲ့ industry ရဲ့ player တွေနဲ့လည်း collaboration တွေလုပ်ဖို့အတွက်ကျမတို့စူးစမ်းနေပါရှင့် ကျမတို့ဒီ IT နည်းပညာနဲ့အတမူဝမ်းကြောင်းပြုကျင်တဲ့ကျောင်းသားကျောင်းသူတွေကိုနိုင်ငံတကာအဆင့်တန်းမီလောက်ကန်ခွင့်လန်းမြန်ရရှိအောင်ပေါ့နော်နိုင်ငံတကာအသိမှတ်ပြု Diploma နဲ့ Degree Program တွေ IT Certification Courses တွေနဲ့ Career Coaching Program တွေကိုသင်ကြားပေးနေတဲ့ကျောင်းဖြစ်ပါတယ်ဒီနေ့ပွဲခမ်းတာတော့ကျမတို့ပေါ့နော် NCC Education UK နဲ့ Diploma in Software Engineering ကျောင်းသားတွေကိုပွဲပေးအပ်တဲ့အခမ်းအနားပဲဖြစ်ပါတယ်ရှင်အဲကျွန်တော်အကြိုက်ဆုံးဖြစ်တဲ့ဘာသာရပ်ကတော့ဟိုဟာ Designing Development Website ပေါ့ကျွန်တော်ကရှေ့လျှောက်လဲအဲ့ဒီ ကရာဘိုင်းကိုမရွေးချယ်ပြီးတော့သွားမှာဖြစ်တဲ့အတွက်အဲ့ဒီ design developing website ကိုဟာတက်နေတာဖြစ်ပါတယ်။ဟုတ်ကျွန်တော်ဒီအကြောင်းကိုစပြီးတော့ join ဖြစ်တာတော့2020ဒီလောက်အစား join တာပေါ့เนาะကျွန်တော်ပြီးတော့ဒီပထမတစ်နှစ်ပြီးတဲ့နောက်ပါပေါ့เนาะအဲ့ဒီခါကျမှကျွန်တော်2022နှစ်ကုန်ပိုင်းလောက်မှာစပြီးတော့ကျွန်တော်ဒီတုံရယ် college မှာလောက်စပြန်ပြီးတော့တုံဝင်တာပါဗျာဟုတ်အခုကကျွန်တော် IT support engineer အနေနဲ့ကျွန်တော်ဒီအကြောင်းမှာပဲပေါ့เนาะ operation ဘိုင်းနဲ့တချို့ဒီ assistant လို့လည်း teaching teaching ဘိုင်းမှာလည်းကျွန်တော်ဝင်ပြီးတော့အလုပ်လုပ်ကင်နေပါတယ်ဗျာ ကျွန်တော်တို့ဒီចောင်းငယ်လေးကနေပြီးတော့အခုလက်ရှိအဲចောင်းသားရာကျော်အစ်စင်နှစ်စင်အထွက်လာတဲ့အခါမျိုးမှာတော့အရန်ကိုဝမ်းသာမိပါတယ် Twinkle ကို2019ခုနှစ်မှာကျမတို့ Japanese Language Center အနေနဲ့စတင်တည်ထောင်ခဲ့တယ်ပေါ့နော်အဲအဲ့ချိန်မှာပဲကျမတို့ဒီ NASA training တို့ IELTS certification professional training တွေကိုကျမတို့ training ပေးခဲ့ပါတယ်အဲ့နောက်ပိုင်းမှာကျမတို့2020မှာဆိုရင် NCC ရဲ့ Twinkle ဟာ NCC ရဲ့ ဟိုကနော် accredited partner center ဖြစ်လာပါတယ်ဖြစ်လာတဲ့နောက်မှာတော့ကျမတို့ NCC level 3 level 4 level 5 level 6 top up degree ထိကုသင်ကြပေးနေတယ်ပေါ့နော်အဲနောက်တစ်ခုကတော့ကျမတို့ဒီ2022ခုနှစ်မှာပေါ့နော်အဲ twin gear ကကျမတို့ EC Council Academy က partner ဖြစ်လာတယ်ကျမတို့အဲ့ဒီနောက်ပိုင်းမှာတော့ cyber security courses တွေကိုလည်းသင်ကြားပို့ချပေးပါတယ်ကျမတို့စီမှာလည်းဆောင်းဝဲလာဖြစ်ရင်လည်းရရပေါ့နော်ဒါပြင် twin gear ကကျမတို့ PSMVUE ရဲ့ authorized test center ဖြစ်ပါတယ်အဲ့ဒီအတွက်ကြောင့်လည်းကျမတို့ professional exam တွေကို ိုလာရောက်ဖြေဆိုနိုင်ပါတယ်ရှင်အခုချိန်မှာစပြီးပြီးတော့ Trinity College ရဲ့ event 2023 2024 graduation ceremony ကိုအောင်မြင်စွာနဲ့ဖွင့်တင်ကြကြေညာပါရစေ။ မျိုးဒုတိယကြိမ်ပေါ့နော်ကျမတို့အာစီစဉ်ပြီးတော့ဒီအောင်မြင်မြင်ကျင်းပပြီးနိုင်တဲ့အတွက်ကိုရန်ကုန်ဝန်တာခွင့်မိပါရယ်ဒီနှစ်မှာဆိုတော့ကျမတို့ဘွဲရမောင်မယ်တွေကဆိုရင်ရောက်130ဝန်းကျင်လောက်ရှိရယ်ပေါ့နော်အဲပြီးရခါကျတော့ဒီနှစ်ထဲမှာကျမတို့ဘာပါလာလဲဆိုရင် level 6 top up degree ចောင်းသားတွေလည်းပါလာရယ်ပေါ့နော်ဒါဖြင့်ကျမတို့အတွင်းကចောင်းကနေပြီးတော့ NCC ကပေးတဲ့ဒီပေါ့နော်ကျမတို့ regional နဲ့ global high achiever award တွေရတဲ့လူတွေလည်းပါလာပါရယ်အဲ့ဒီအတွက်ကြောင့်လည်းအတိုင်းမသိဝန်တာကြီးနူးမိပါရယ်ရှင် အဓိကတော့ဟို NCC education ကဟိုကျမတို့ ਨੇ ဒီဟိုပါဗောနော်ဒီ college ကိုအဲသူကနှစ်စဉ် monitoring နေလုပ်တယ်လို့မျိုး semester အတိုင်းမှာလဲသူ့ရဲ့ဒီဟိုပါဗောနော်ဒီစံနှုန်းတွေအတိုင်းကျမတို့ဒီလိုက်နာဆောင်ရွက်ရတာရှိတယ်ဗောနော်အဓိကအနေနဲ့တော့ဟိုဆရာဆရာမတွေကိုအာ training နေပေးတယ်တင်းလျော်တယ်တင်းတင်းလျောက်ပတ်တဲ့ support တွေပေးတယ်အဲအကြောင်းသူအကြောင်းသားတွေကိုလည်းကျမတို့ဒီစံနှုန်းအတိုင်းသွားဖို့ဟို academic အဲဘိုင်းမှာဟောပါဘောเนาะဒီ misconduct မဖြစ်ဖို့ဘောเนาะကျမတို့အနေနဲ့အတက်နိုင်ဆုံး support တွေပေးတယ် workshop တွေလုပ်ပေးတယ်နောက်ပြီးတော့တူးချင်းစီကိုဘောเนาะ supporting ပေးရင်းနဲ့ပဲဒီ NCC ရဲ့စံနှုန်းစံထားတွေကိုကျမတို့ဒီကိုက်ညီအောင်လို့လုံဆောင်နေပါတယ်ရှင်အန်စီစီကလည်းဒီလိုမျိုး globally recognized brand ပါနေရာတိုင်းတက်မှတ်တဲ့ brand တစ်ခုပေါ့နော်အဲအဲကြောင့်မို့လို့ဒီမှာလည်းဒီမှာတက်ဖြစ်တာပါရှင်အန်စီစီ education က အဲဒီ software လက်တွေ့ပါသင်ကြပေးခဲ့ပြီးတော့နောက်ပြီးတော့ soft skill တွေဖြစ်တဲ့ time management skill တွေ problem solving skill တွေပါဟိုတရားသင်ကြားပေးတဲ့အတွက်ကျွန်တော်ရဲ့အနာဂတ်အတွက်ပုံမကောင်းမှုဟိုတွေ့ရတယ်။နောက်ပြီးတော့ for diploma in computing with business management ပါ EE မျိုးဖြစ်ပါတယ်။ဆက်လိုက်ပြီးတော့ level 5 diploma in computing မှာ four destination two merit နဲ့အောင်မြင်ခဲ့တဲ့နောက်ထပ်ကျော်ဖြစ်ပါတယ်ရှင်။ တ်တရားတော့အများကြီးပေါ့ကျွန်တော်ကပြောမယ်ဆိုရင်တော့အဆိုင်မန့်ရေးတဲ့အခါမှာကျွန်တော်တို့ပထမဆုံးဆက်မန်ချာမှာဟိုဟာ reference ညတိကျမထည့်တတ်တာနေပြီးနည်းနည်းပြဿနာတွေရှိရပေါ့အဲတော့တစ်ခွေလုံးဖြစ်တစ်ခွေလုံးဟို reset ထွက်ကနေမှအမှတ်က40များခရရမလားဒါမှမဟုတ်ဟိုအအောင်များအချာများကြာမလားဆိုပြီးတော့တစ်ခွေလုံးဟိုဟာတွေးဖို့ဟာရောဒါပေမဲ့ကဲ resort ထွက်လာတဲ့အချိန်ကျတော့ဟိုကိုထင်းထားတဲ့အမှတ်တက်ပို့ပြီးရောရနေအောင်တွေးရတယ် ညီမတော်ကကြာတော့အိမ်မှာလည်းတော်တော်မီးမလာဘူးညာဖြစ်တဲ့အချိန်မှာကျောင်းကတော်တော်များကူညီပါတယ်ရှင်ကျောင်းက staff တွေရောဒီတစ်ခါ welcome လုပ်တဲ့ကျောင်းမှာလည်းသွားပြီးဆက်လုပ်လို့ရတယ်ချယ်ရရလည်းကိုနားမလဲတဲ့ဟာလည်းချက်ပြရှင်းပြပေးတယ်သူတို့အချိန်တွေကိုပြန်ပေးပြီးတော့ပြန်ရှင်းပြပေးတယ်အဲ့လိုမျိုးနေနဲ့ညီမကလည်း ဆိုင်ရသေးချလို့ရင်းနဲ့ပဲကြိုထိတ်ခဲ့ရပါရှာ online learning ရောဘယ်လိုမျိုးကြိုရှိခဲ့လဲကိုယ်တိုင်အဲ့လည်းညာတော့တတ်တတ်အရင်ကလည်းလုပ်ကြရပေါ့ဒီလိုမျိုးသွားဖို့လာဖို့ဒီ code နေရနေပြီးပြင်ထွက်ဖို့သွားဖို့ဆိုတော့ဝက်ဆိုက်ရဲ့ဘာလည်းတိတ်ဖို့မှဖြစ်တော့ဘူးအဲဒီလိုမျိုးသွားဖို့ transport fee တွေလည်းတိတ်မကုန်တော့ဘူးအဲမျိုးကိုအိမ်မှာနဲ့ကိုကိုစာကို page နဲ့ကိုကိုဘာလည်းကိုလုတ်ချင်တဲ့အချိန်လိုမျိုးစာလုတ်လို့ရတယ်အဲ့လိုပဲလုတ်တာနဲ့ကိုပြီးအကျိုးသက်ရမှုရှိ IT လောကကြီးခွင့်လန်းအထောက်အပံ့ပြု skills training များကိုသင်ကြားပို့ချပြီးတော့ အကောင့်ထဲပေါ်လွတ်ဆောင်လာတာဆိုရင်ဒီခုဆိုရင်၅နှစ်ကျော်တက်တန်းရှိလာပြီဖြစ်ပါတယ်ရှင်။ဒီအချိန်မှာဒီပလိုမာတက်ရောက်နေတဲ့ကျောင်းသူကျောင်းသားအပေါင်းနဲ့တခြားသင်တန်းများတက်ရောက်နေကြတဲ့ကျောင်းသားကျောင်းသူပေါင်းတထောင်နီးပါးခန့်ရှိလာပြီဖြစ်ပြီးတော့ဒီပလိုမာနဲ့ဒီဂရီဂရက်ဂျူရိတ်များ၂၀၀ကျော်ကိုမွေးထုတ်ပေးနိုင်ခဲ့ပြီဖြစ်ပါတယ်ရှင်။ academic achievement ဆိုတာပေါ့เนาะကျမတို့ဒီအလုပ်ငန်းဝင်ဝင်တဲ့ခါကျရင်မရှိမဖြစ်လိုအပ်တဲ့ first step ပေါ့เนาะ first step ဖြစ်တယ်ဒါပေမဲ့တကယ်တမ်းလုပ်ငန်းဝင်ဝင်တဲ့ခါကျရင်ကျမတို့ကလုပ်ငန်းကျွမ်းကျင်မှုတို့ကျမတို့ဒီပေါ့เนาะနောက်တစ်ခုကစိတ်ရှည်သီးခံမှုတို့နောက် NCC ကတင်ယူခဲ့တယ်ကျမတို့ analytical skill နော် critical skill presentation skill sorry soft skill တွေလည်းပေါင်းဆက်ပြီးတော့ပေါ့เนาะကျမတို့ professional career တစ်ခုကိုကလေးရည်တည်ဆောက်နိုင်ပါစေလို့လည်းကျမတို့ရည်ရွယ်ပါရှင်ဟုတ် ဆက်ပြီးတော့အကြောင်းဒီ academy ဘိုင်းကိုပေါ့နော်ဒီ career အထိကျွန်တော်စက်တက်နေတယ်ပေါ့နော် career အနေနဲ့ကျတော့လဲကျွန်တော်ကျွန်တော်ရဲ့ career အနေနဲ့ဒီရှေ့ဆက်ပြီးတော့ IT ဘိုင်းမှာလုံးမဲ့ချင်းလုံးမဲ့နေရာမှာပေါ့နော်ကျွန်တော်အတွေ့အတွေ့အကြုံကောင်းတွေကျွန်တော်တော်တော်လေးအကြုံတွေ့ရတယ်ဗောနော်ဟုတ်အဲ့တော့ကျွန်တော်ဒီမှာလောက်တာတော့အဆင်ပြေတယ်အာကို team နဲ့သူ့ team နဲ့သူလုံးနေလုံးနေကြတယ်တခါလေကျတော့လဲအခု team မနိုင်တာတွေသူတို့ပြန်ကိုတာတွေရှိတယ်သူ team မနိုင်ပြန်ကိုတာဗောနော်အဲ့လိုမျိုး team work လေးလေးကျွန်တော်အတွက်တော်တော်လေးအဆင်ပြေပါတယ်ဗျဟုတ် Level 3 diploma and welding ဒုတိယဆင်း pre marriage နဲ့အောင်မြင်တဲ့ရှင်းသန့်အောင်ဖြစ်ပါလိမ့်မယ်နော် in mental ဖြစ်ပါလေအာကျွန်တော်ပျော်ရှင်မှုကတော့ကျွန်တော်အခုမှပထမဆုံးပွဲရတာဆိုတော့အဲ့ဟောပေါ့အတိုင်းကြော်ဝင်လာပါတယ်ဟိုက NCC education ကဟိုကသူကအခြေခံနေစားပြီးစာရွေးလက်တွေ့ကိုတင်ချတင်ချပေးရတဲ့အတွက် level 4 level 3 4 5 6ပြီးပြီးတော့ရင်ကိုယ်ရဲ့ career ဘိုင်းနဲ့ UK သို့မဟုတ်အဲသူရဲ့စာတက်မှတ်ထား certificate တက်မှတ်ထားတဲ့နေရာတွေမှာဝင်ရောက်ပြီးတော့ဟိုဟာ high achievement အနေနဲ့အဲဝင်ရောက်ပြီးအလုံးလုံးနိုင်ပါတယ်နောက်ပြီးတော့ကိုယ့်ရဲ့ local မှာဆိုရင်လည်းကိုယ်ဟိုဟာလာစားကောင်းကောင်းနဲ့နဲ့ပြန်ပြီးတော့အလုံးဝန်းဝင်ဝင်ဝင်နိုင်တဲ့အတွက် high education ကိုစိတ်ဝင်စားရဆိုရင်တော့လာရောက်ပြီးတော့ join နေချင်ပါတယ် level 4 diploma နဲ့ computing ကို full merit နဲ့ ရဲကျွန်းခိုင်အောင်ဖိတ်ခေါ်ရပါတယ်ရှင်။စစ်တစ်ရှင်တူမဲရီနဲ့အောင်မြင်ခဲ့တဲ့ဝင်းပေါပေါကိုဖိတ်ခေါ်ပါတယ်ရှင်။ Yes, the corner president could do the evaluation system way go. အရှိတော်ရဲ့ဘာလို့ရှင်းပြအပ်အိုက်ကုန်ဖြစ်ပါလဲ။ mentorship program နဲ့ internship program ဆိုပြီးရှိရဲပေါ့เนาะအဲ mentorship program တော့ကျမတို့မှာ Singapore career coaching program ပေါ့เนาะအဲ့ဒါလေးကကျတော့ network engineer အကြောင်းသားတွေအတွက်အဓိကရည်ရွယ်ပြီးတော့ကျမတို့လုပ်ပေးထားတဲ့ program လေးပေါ့เนาะအဲ့ program နေဆိုပြီးလည်းကျမတို့ဒီပေါ့เนาะအလုပ်ရရှိသွားတဲ့အကြောင်းသားတွေရောက်30ဝန်းကျင်လောက်ဟို program စရတဲ့ပြောတာပေါ့เนาะ program စရတဲ့အခုတက်တီးဆိုရင်အလုပ်ရရှိသွားတဲ့အကြောင်းသားတွေရောက်30ကျော်လောက်ရှိပြီဖြစ်တယ်အဲနောက်တစ်ခုကကျတော့ကျမတို့ဒီ software engineer တွေအတွက်ဆိုရင်တော့ Japan career coaching program လေးလည်းကျမတို့ မှာရှိရဲပေါ့เนาะအဲ့ program လေးကတော့စတာတော့တိတ်တော့မကြသေးဘူးပေါ့เนาะအဲ now internship opportunity အတွက်ဆိုရင်တော့ကျမတို့ကလေးတွေကျောင်းပြီးသွားတဲ့ခါကျရင် diploma degree ရရပြီးတဲ့ခါကျရင် internship အတွေ့အကြုံလုပ်ငန်းတွေ့ကြုံလေးတွေရအောင်ဆိုပြီးတော့လုပ်တင်တွေ့ကြုံလေးပေါ့เนาะရအောင်ဆိုပြီးကျမတို့ IT company နဲ့လည်းချိတ်ဆက်ထားပါတယ်ဆက်လက် collaboration လုပ်သွားမယ့် company တွေလည်းများစွာရှိပါတယ်ရှင်ဒီနေ့ကကျွန်တော်တို့ဘဝရဲ့ဖက်တိုင်းကိုလုံးဝပြောလို့ရတယ်လို့စူးစမ်းထားတဲ့အတိုင်းဒီပွင့်လေးအားလုံးကိုလည်းခံစားကြရတဲ့မိမိဆိုရင်လည်းမမပါဘူး တို့တို့တန်းသားတွေဟာအခုလိုမျိုးဒီပလိုမာတွေပစလာဒီဂရီကိုစုပ်ထုတ်နိုင်မှုအတွက်တို့တို့ခက်ခဲခဲတော်ပြတ်ခဲကြပါလေဒီလိုအောင်မြင်မှုတွေကိုကျွန်တော်တို့တယောက်တည်းအားထုတ်မှုကြောင့်ရခဲ့တာမဟုတ်ပါဘူးတို့တို့ဒီမှာထိုင်နေကြတဲ့တို့တို့ရဲ့ချက်တော်ဆောင်သောဆရာဆရာမတွေနဲ့လိုင်းလုံးပြတာမှုတွေကြောင့်လည်းဖြစ်ပါလေဒီလိုမိပါလေပေါ့နော်ကျွန်တော်တို့မိပါလေရဲ့ကျွန်တော်တို့ဘောလက်ရှိကြီးဒေလုံးကြီးကြီးနဲ့ပို့ပေးခဲ့ကြပြီပါလေကိုလည်းကျွန်တော်တို့တောင်းတာများကိုစားဒီနေရာနေပြီးတော့ကျေးဇူးတင်ပါတယ်ခင်ဗျာ future plan ကတော့ကျမတို့နောက်လာမယ့်အဲ9နှစ်အတွင်းမှာပေါ့နော် ကျမတို့ဒီဟိုပါပေါ့နော်အရေးချင်းပြေးသွားတဲ့ I professional IT engineer တွေများစွာကိုငွေထုတ်ပေးနိုင်မယ်လို့လည်းကျမတို့ယုံကြည်ပါတယ်ကျမတို့ရဲ့ဒီ founder ဆိုရင်လည်းနိုင်ငံတကာဒီ IT certification နဲ့ပတ်သက်ပြီးတော့လည်းဟိုပါယူထားတဲ့သူဖြစ်တယ် ် working fee ထဲမှာဆိုလဲသူက25နှစ်ကျော်ပြီပေါ့နော်အတွေ့အကြုံရှိပြီလဲဖြစ်တယ်အဲ့ဒီအတွက်ကြောင့်ကလေးတွေအတွက်လိုအပ်မဲ့ဒီ career နဲ့ပတ်သက်တဲ့လမ်းကြောင်းမှာပဲဖြစ်ဖြစ် academic နဲ့ပတ်သက်တဲ့လမ်းကြောင်းမှာပဲဖြစ်ဖြစ်သူများစွာလမ်းပြနိုင်မယ်လို့လဲကျွန်တော်ယုံကြည်ပါတယ်ရှင်ဟုတ်ဟုတ်အကြံပြုစကားအနေနဲ့ကျတော့ခေခဲလို့ဒီ ID ဘိုင်းစဲဝင်စားတဲ့ ID ဘိုင်းကိုလည်လာခြင်းတယ်ဆိုတော့ဒီ Twin College ကိုလာပြီးတော့ပဲဖြစ်ဖြစ်အလောဘိုင်းနဲ့ဖြစ်ဖြစ်ဒီကခေရီအတွက်ရောအကောင်းကောင်းဝင်တဲ့နေရာတစ်ခုပါလို့အားလုံးဖိတ်ခေါ်ပါတယ်လို့အားလုံးကျေးဇူးပါလို့ ကျွန်မအနေနဲ့လူငယ်တွေကိုပြောချင်တာကတော့အမ်ဖြတ်လန်းမလိုက်ပါနဲ့အမြဲတမ်းစူးစမ်းအားထုတ်ပါအမ်ကိုစူးစမ်းလေလေကိုကအမ်ဒီဇိုင်းမမတ်နဲ့အဲဒီနေရာကိုသွားမယ်ဆိုပြီးတော့သတ်မှတ်ထားပြီးရောက်အောင်သွားနိုင်မယ်ဆိုလို့ရှင်အဲ့ပန်းတိုင်းကမလွဲပဲရောက်ရှိမှာပါအဲနောက်ဆုံးအနေနဲ့ကတော့အားလုံးအမြဲတမ်းအောင်မြင်မှုတွေစုခုနိုင်ပါစေလို့ကျွန်မဆုတောင်းလိုက်ပါတယ်ရှင်